ဂီနီဘီဆောနိုင်ငံမှာတမရနန်းတော်အနီးတနက်တန်တွေကိုကြားရကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်စစ်တပ်ကအာဏာသိမ်းလိုက်ပြီးလို့နိုဝင်ဘာ26ရက်မှာနိုင်ငံပိုင်ရုတ်တံကနေကြေညာခဲ့ပါတယ်။ဂီနီဘီဆောမှာရွေးကောက်ပွဲပြုလုပ်ပြီးနောက်၃ရက်အကြာမှာအခုလိုအာဏာသိမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ဂီနီဘီဆိုတမရာယူမာရိုဆင်ဆိုကိုအမ်ဘလူကလည်းသူဟာယာရုကနေဖြုတ်ချခံရပြီးဖန်စည်းခံတာအကြောင်းပြည်သစ်မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။အခုဖြစ်စဉ်ဟာမကြသေးမီနှစ်တွေတွင်အာနာသိမ်းမှုတွေဖြစ်ပွားခဲ့တဲ့အနောက်အာဖရိကမှာနောက်ဆုံးအာနာသိမ်းမှုတစ်ခုဖြစ်ပါတယ်။နိုင်ငံတော်ပြည်လဲထူထောင်ရေးနဲ့တည်ငြိမ်ရေးအတွက်စစ်ဘက်ဆိုင်ရာဌာနချုပ်ဟာတမရာကိုယာရုကချက်ချင်းဖြုတ်ချဖို့နဲ့နိုင်ငံရဲ့ institution အားလုံးကိုနောက်ထပ်ပေါ်ပေါက်လာမယ့်အခင်းအကျင်းတွေမတိုင်မီအချိန်ထိဆိုင်းငံ့ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်လို့စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဒီနေ့ ်အန်ချာမာကပြောကြားခဲ့ပါတယ်။နိုဝင်ဘာ23ရက်ကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာမဲရလက်တွေကိုကြိုးကင်ချေလှယ်ပြီးတိုင်းပြည်ကိုမတီးမကျင်ဖြစ်အောင်လှုံ့ဆော်မဲ့အစီအစဉ်ကိုဖော်ထုတ်သိရှိခဲ့တဲ့အတွက်အခုလိုတုံ့ပြန်ဆောင်ရွက်ရခြင်းဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ဒီရွေးကောက်ပွဲမှာအခုဖန်ဆီးခံထားရတဲ့တမရအမ်ဘလိုနဲ့အတိုက်ခံကိုယ်စားလှောင်းဖြစ်တဲ့ဖာနန်ဒို DS တို့ကသူတို့နှိုးစလုံးအနိုင်ရကြောင်းကြေညာခဲ့ကြပါတယ်။စစ်တပ်ကတော့အတိုက်ခံကိုယ်စားလှောင်း DS ကိုလည်းဖန်ဆီးထားကြောင်း DS ရဲ့ပါတီက Facebook မှာရေးသားခဲ့ပါတယ်။ဒါအပြင်နိုင်ငံတော်တရားရုံးရဲ့ ပိတ်ပင်မှုကြောင့်နိုဝင်ဘာ23ရက်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ခွင့်မရခဲ့တဲ့အတိုက်ခံကောင်းဆောင်ဒိုမင်ကို IMOS ပါရီယာကိုလည်းနိုဝင်ဘာ26ရက်မှာဖမ်းဆီးခဲ့တယ်လို့သူနဲ့နှီးဆက်တဲ့သတင်းမြင့်တစ်ခုကပြောကြားခဲ့ပါတယ်။ဂီနီဘစ်ဇောနိုင်ငံဟာလွတ်လပ်ရပြီးကြတဲ့ကအာနာသိမ့်မှု၄ချိန်ဖြစ်ပွားခဲ့တဲ့အပြင်အာနာသိမ့်မှုကြိုးပမ်းမှုတွေလည်းအကြိမ်ကြိမ်ရှိခဲ့ပါတယ်။